အားသာဝါလာရှင်ညီကောင်မောင်များအလုံးပဲမင်္ဂလာမနက်ခင်ဗျခင်ဗျာမက်စလာ6ရက်နေ့ရဲ့နောက်ဆုံးရအာဆနယ်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့တို့ကကြည့်လိုက်ရအောင်ပထမအောင်တင်းမို့ကတော့ Gimme Sport ဖော်ပြထားတဲ့ Martin Zuma ရဲ့သတင်းနဲ့ပဲကျွန်တော်စလိုက်အောင် လက်ရှိအချိန်မှာပရီးမီးယားလိကလပ်သင်းတသင်းဖြစ်တဲ့ Manchester United ကလာမယ့်နေရာဒီမှာ Arsenal ရဲ့ပြင်မှတ် Martin Zubimendi ကိုလူခေါ်ဖို့အတွက်ပြင်ဆင်နေပါတယ်။လောဆယ်သူတို့ကပြင်ဆင်တဲ့ပိုင်းပဲရှိသေးတယ်။တရားဝင်ဆွေးနွေးမှုတွေကမ်းလှမ်းမှုတွေတော့မလုပ်ရသေးဘူး။ Gimme Sport ရဲ့ဖော်ပြထားချက်အရဆိုရင်တော့ Manchester United ကသူတို့သင်းရဲ့ကွင်းလေပိုင်းအတွက်အင်အားဖြည့်တင်းဖို့အတွက် မာတင်ဆူမန်တီကိုရီယာတီမှာအဓိကထားပြီးဝဲချင်းနေတယ်။ဒါပေမဲ့သူတို့တသိန်းတော့မဟုတ်အာဆင်နယ်၊လစ်ပါပူး၊ရီယယ်မက်ဒရစ်ကလည်းဒီကစားမောက်ကိုအပြိုင်ဆွေးနွေးမှုတွေလုပ်သွားဖို့ရှိရဖြစ်တဲ့အတွက် ခက်ခဲတဲ့ခေါ်ယူမှုတော့ဖြစ်နိုင်တယ်ဆိုပြီးတော့ဂင်မီဆိုအောင်ဖော်ပြထားတယ်။လက်ရှိဈေးကွက်တန်ကြီး Euro 160ရှိပြီးတော့ဒီကစားမောက်ကိုခေါ်မယ်အသေးအနည်းဆိုစာချုပ်ဖြစ်တဲ့ကြီးတန်60ပေးမှပဲရမယ်ဆိုပြီးစူစီတက်ကအတီးပြုတ်ထားတယ်လို့ အဓိကတော့ဒီတန်း60ဆိုတဲ့ပမာဏအဲ့ဒီ၄သင်းလုံးအတွက်ပေးချနိုင်တဲ့ပမာဏပဲခတ်တာကဇူယီမန်ဒီဘယ်သင်းကိုယူမလဲဆိုတာကပဲနွေရတီမှာဟီယာဝီကိုဖြစ်သွားမယ်အနေထားပေါ့လေသူကတော့တပတ်ကို UO 9800ရောရနေတယ်တနစ်ကို UO 3000စူစီတက်မှာရနေတယ်စူစီတက်ကအဓိကကွင်းလေ defensive engine လို့ပြောလို့ရတယ်ဒီသားမောက်လိုချင်တဲ့အသင်းကြီးရတယ်ဒီသားသမားရဲ့ war rate ကောင်းကောင်းနဲ့အသက်26နှစ်ပဲရှိသေးတဲ့နီးစနစ်ကျော်ဝတဲ့စပိန်သားဖြစ်နေတဲ့အတွက် စာချုပ်က2029ခုနှစ်တိသတ္တန်းရှိသေးပေမဲ့စပိန်လာလီဂါရဲ့ဥရေသားတွေအရာစာချုပ်ဖြစ်သိမ်းရေးပြီးကစားသမားသာကြည်ယူရဲဆိုရင်ကလပ်တင်းကတားပိုင်ခွင့်မရှိဘူးဆိုတဲ့အချက်ကြောင့်ဒီကစားသမားကိုခေါ်ကြင်တင်းနေကြတော့ဝိုင်းဝိုင်းလဲနေပေါ့လေဒီရာသီ35ဝက်မှာ33ဝက်ပွဲထက်ထားတယ်တကိုးသိမ်းပြီးတော့တကိုးဖိုင်ထားပါတယ်အဝါကက်၈ကက်ထီထားပြီးမလဲတကယ့်ကိုလုံအားနှုံးကောင်းတဲ့ဒီကစားသမားကတော့အာရီရဲ့နှစ်ရှည် contract ချုပ်ဖို့အတွက်ကာလရှည်စောင့်ကြည့်နေခဲ့တဲ့ player ပေါ့လေတချို့ report တွေရဆိုရင်တော့ Arsenal က Bartomeu Mendy ကိုဒါ ယုံကြည်မှုအပြည့်ရှိနေပြီးတော့တပတ်လောက်ခလာစာလက်ရှိသူရနေတဲ့ UO 6000လိယပမာဏရဲ့နှစ်ဆ UO 3000လောက်ထိပေးဖို့အတွက်ပြင်ဆင်ထားတယ်။အ ਨੇ ဆုံးတော့၄နှစ်စာချုပ်ချုပ်ဖို့အတွက်ရှိနေဆိုပြီးဖော်ပြသွားတယ်ဗောလေ။အဲ့တော့ Gimme Sport ရဲ့ဖော်ပြထားချက်ရဆိုရင်တော့ Manchester United တို့ Lamine Nuyati မှာဒီကစားသမားကိုဝင်လုနိုင်မလား ျောင်းစောင့်ကြည့်သွားမှာပေါ့လေအဲတော့ဒီ၄သင်းထဲမှာ Real Madrid ကိုရောက်နိုင်ကြတော့နည်းတယ်။ဘာကြောင့်လဲဆိုတော့ဒီကစားသမားက Barcelona ကို crazy ဖြစ်တဲ့အချက်တစ်ချက်နောက်တစ်ချက်က Liverpool Liverpool နဲ့ကြံကလေးရာသီကအပြောင်းရွှေ့ဖြစ်ကန်ပြီးဆိုပေမဲ့ဒီကစားသမားကနောက်ဆုံးစူစီတက်မှာပဲဆက်ပြီးနေခဲ့တယ်။ United က Dries တဲကိုအခုမှဝင်လာတယ်ဆိုပေမဲ့ဥရောပဝင်ဝင်ရအသင်းတသင်းကကစားသမားတွားချင်တယ်ဆိုရင်တော့ Arsenal ကအားသာဆုံးပဲ။လောလောဆယ်တော့ United မှာက ဒီယူရိုပါလိပြိုင်ပွဲကနေပြီးတော့ချန်ပီယံဖြစ်ရင်ချန်ပီယံလိဝင်ရနိုင်တယ်ဆိုပေမဲ့အမှတ်ပြီးပြိုင်ပွဲမှာတော့ဥရောပဝင်ဝင်တစ်ခုရဖို့တဲ့လလန်းမီဘူကတော်တော်လေးကိုခက်ခဲသွားတဲ့အခိုက်အတန့်မှာရောက်နေပြီပြောလို့ရတယ်။တေချာနီးကတော့ဖြစ်နိုင်သေးရဲ့။ဒါပေမဲ့ကစားသမားအနေနဲ့ အေဥရောပဝင်ရအတင်းတင်းချန်ပီယံလိဝင်ရအတင်းတင်းကိုသွားမယ်ဆိုရင်တော့ရီယယ်မက်ဒရစ်လပါပူးနဲ့အာဆင်နယ်ကရွေးချယ်စရာ option တစ်ခုပဲတချို့ report တွေကဆိုရင်တော့အာရီတာကဒီစားမနဲ့ပုတ်ကွေးသဘောတူညီမှုယူထားပြီးလို့ကြားသိရတာဖြစ်တဲ့အတွက်အကဲ United တို့ဂျာဖြတ်လုမယ်ဆိုရင်တော့မှကစားသမားကစိတ်ပြောင်းလဲမှာပဲအပြောင်းရွှေ့ဖြစ်သွားနိုင်ချေရှိပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ Martinelli နဲ့ Thomas Partey အကြောင်းကိုဖော်ပြပေးတော့မှာပါ Arsenal Fantastic New ရဲ့ဖော်ပြထားချက်ရတော့ မာတီနယ်လီတယောက် trainee စပြီးဆင်းနေပါပြီတူးတဲ့ trainee ပေါ့လीမြခင်းစင်းနေပုံမှာစတင်ပြီးတော့ဆင်းနေတာပါကြံခဲ့တဲ့စနေနေတွေကအဲ့ဆို February 6ရက်နေ့ကဒဏ်ရာထားခဲ့တဲ့မာတီနယ်လီကိုစကတ်တဲ့စောပြီးအသုံးပြုဖို့အတွက်အာဆင်သင်းတာဝန်ရှိသူတွေကပြစ်မှတ်ထားနေတယ်လော်ရော့စီတော့ဒီကစားမရဲ့ဒဏ်ရာပြန်လည်တက်တာလာပြီးတော့မြခင်းစင်းနေပုံမှာစပြီး trainee ဆင်းတာကိုအသင်းတာဝန်ရှိသူတွေကအနီးကပ်စောင့်ကြည့်နေပါတယ်ဒီလာထဲမှာရှိတဲ့6ရက်နေ့မှာ United 73ရက်နေ့မှာ PSV နဲ့ဒုတိယအကြော့16ရက်နေ့မှာ Chelsea နဲ့ကြံရမဲ့ London Derby ဒီပွဲစဉ်၃ပွဲကို International break မတိုင်မီမှာ Martinelli ပြန်ပါနိုင်ဖို့အတွက်အသင်းဘုံဖွဲ့ကော အတင်းတာဝန်ရှိသူတွေရောနီးပြအဖွဲ့ဝင်တွေရောဆေးဘက်ဆိုင်ရာတွေရောအားလုံးကစောင့်ကြည့်နေဆေးဘက်ဆိုင်ရာအဖွဲ့စည်းက recommend ပေးပြီးတော့တုံးလို့ရပြီဆိုတာနဲ့ဒီတုံးပွဲတွေကတပွဲပွဲမှာစတင်တုံးသွားဖို့ရှိဆိုပြီးတော့ Arsenal Fantastic News ကဖော်ပြထားပါတယ်အဲဆို Martinelli စောစောပြန်လာနိုင်တော့အတင်းအတွက်တဒတအားပေါ့လေဒီခါကျရင် finishing ညံ့နေပါ냐ဆိုပေမဲ့တချိန်တော့ Martinelli က potential အရန်မြင့်တဲ့ကစားတစ်ခုကိုပြတ်တထားနိုင်ခဲ့တာဖြစ်တဲ့အတွက်အခုဈေးကွက်ထဲမှာသူ့ကိုဘလောက်နဲ့ကမ်းလဲမဲ့ဘလောက်နဲ့လိုချင်တဲ့ Arsenal ကငွေပေါ်ဖို့အတွက်ဘလောက်နဲ့ရောင်းချင်တယ်ဆိုပြီးသတင်းတွေထွက်နေပေမဲ့ Aita ရဲ့ရေ ရှိအစီအစဉ်မှာပါနေတယ်ဆိုပြီးတော့ Cop Site 2လို့တခြားသတင်းရဝန်တွေကလည်းဖော်ပြထားပါတယ်။အဲဒီသတင်းနဲ့တွဲပြီးဖော်ပြချင်တာတော့ Cop Site ကဖော်ပြထားတဲ့ Thomas Party စာချုပ်အခြေအနေပေါ့လေ။ပါတီနဲ့ပတ်သက်ပြီးလက်ရှိ Arsenal ရဲ့စာချုပ်ကိစ္စတွေကတိုးတက်လာခြင်းမရှိသေးပေမဲ့ Barcelona PSG ဂျူဗင်တက်တို့ကတော့အနီးကပ်စောင့်ကြည့်နေ။ကစားသမားလည်း Arsenal နဲ့တက်တန်းတိုးဝှက်ဆိုင်ရင်ပြင်ပစောင့်ကြည့်နေကလပ်အသုံးသင်းရဲ့အခြေအနေကိုလည်း ိရှိထားတာဖြစ်တဲ့အတွက်အာဆီနင်းရဲ့အလောတကြီးသက်တမ်းမသူသေးရဆိုပြီးတော့ cosite ကဖော်ပြသွားတယ်။32နှစ်ရဲ့ခန္ဓာသားတော့တစ်ဘက်ကိုပေါင်2သိန်းညနေတယ်။တချို့ report တွေရဆိုတော့အာဆီနင်းကတစ်နှစ်ကွန်ထရက်သက်တမ်းတို့ကိုကမ်းလှမ်းထားရဆိုမဲ့ကစားသမားက ပြင်ပကလက်သေးတွေနဲ့ဟောလက်ရှိတက်တန်းတိုးမဲ့နှစ် contract ကိုမကြိုက်တဲ့အတွက်ခဏဆိုင်းငံ့ထားဆိုပြီးတော့ report တွေကဖော်ပြထားတယ်။ဒီညမှာပါတီရဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အမြင်တစ်ခုကိုပြောပြချင်တယ်။အဲ့ဒါဘာလဲဆိုတော့တော်မဲ့ပါတီကိုလက်ရှိချိန်မှာအာဆင်နယ်ကိုစာချုပ်တက်တန်းမတိုးတာကလောက်ခလာတာကြောင့်လည်းဖြစ်နိုင်တယ်။အသက်30ကျော်ကစားသမားတအူးကို contract ချုပ်ဖို့အတွက် တနှစ်ပဲတက်တန်းတူးကျင်တာတော့လည်းဖြစ်နိုင်တယ်။နောက်တစ်ချက်ကလက်ရှိသောမက်ပါတီရဲ့အမှုကိစ္စတွေမပြီးပြတ်တာကြောင့်လည်းဖြစ်နိုင်တယ်လို့ပါတီကိုယ်တိုင်ကအချောင်း option တွေကိုတွေးနေကြတာဖြစ်တဲ့အတွက်ကြန့်ကြာတာလည်းဖြစ်နိုင်တယ်။ဒီချက်လေးချက်ပဲရှိရဲ။အဲ့ချက်လေးတွေကတစ်ချက်ကတော့ဖြစ်နိုင်ခြေရှိတာကတော့အာဆင်နယ်ရဲ့တနှစ်ပဲတက်တန်းတူးမယ်ဆိုတဲ့အချက်ကဲ။ နောက်ပြီးတော့ဒီကစားမောက်ကိုဆက်ပြီးတက်တန်းတွုံးမယ်ဆိုတပတ်ကိုပေါင်2သိန်းပေးနေရမယ်ဆိုတဲ့အချက်အဲ့ဒါတော်တော်လေးအရေးပါတယ်။ဘာကြောင့်ဒါကိုထည့်ပြောလဲဆိုတော့အာဆင်နယ်တင်းကမှတ်နေထက်ဆိုင်ဒီနှစ်မှာကစားသမားတွေကိုလောက်ခတ်တာပေးချေတာကပေါင်တန်းတရာပိုများလာတယ်ဆိုပြီးတော့အချက်လက်တွေကဖော်ပြထားတယ်။ဒါကိုကြည့်ချင်းအဖြစ်အာဆင်နယ်တင်းတာဝန်ရှိသူတွေကလောက်ခတ်တာပြန်တော့နည်းနည်းလေးပြန်ပြီးစစ်စစ်ပါပဲ။တစ်ဖက်မှာလည်းဆာလီဘာတို့ဂေဗရီယယ်တို့မာတီနယ်တို့ကစားသမားတွေတက်တန်းတွုံးတဲ့ခါကျရင်လောက်ခတ်တာကရက်နေလို့မရအောင်ဆက်ပြီးတိုးပေးရအောင်ပါ။ ဲ့တော့အသင်းကစူပလာနဲ့ဆွဲဆောင်နိုင်ဆွဲဆောင်မဆွဲဆောင်နိုင်ရင် quality မြင့်ကစားသမားတွေလောက်ခလာစားနဲ့ဆွဲဆောင်ထားပြီးတော့စူပလာအိမ်မက်ကိုအသက်သွင်းဖို့လိုအပ်တယ်တတိယမြောက်သတင်းတပုတ်ကတော့ဒါ Manchester United နဲ့ Arsenal အသင်းပွဲစဉ်ကိုကင်တွယ်မဲ့ကွင်းလက်တိုင်နဲ့ဘူယာနာမည်ကိုဖော်ပြပေးသွားမှာပါကွင်းလက်တိုင်ကတော့တကယ့်ကိုနာမည်ကျော်ကွင်းလက်တိုင်လို့ပြောလို့ရတဲ့ Anthony Taylor ပေါ့လေသူကတော့ Arsenal အသင်း ကန်ခဲ့တဲ့ဝက်ဆန်နဲ့ပွဲစဉ် Brighton နဲ့ပွဲစဉ်လပောက်ဦးနဲ့ပွဲစဉ်တွေမှာကင်တွေ့ခဲ့ပြီးတော့ခေါင်းချင်းရှင်တိုင်းမီပြီးတော့ပနတီပေးခဲ့တဲ့ Brighton နဲ့ပွဲစဉ်ကနံမဲကျော်ပနတီ decision ကိုချမှတ်ခဲ့တဲ့ကွင်းလယ်တိုင်းပေါ့လေ။ Buya နဲ့ပတ်သက်ပြီးကင်တွေ့ခဲ့တာတော့ Portia နဲ့တချိန်တော့က Manchester City အသင်းနဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့ပေါ်မတရားသဖြင့်ပနတီတွေရောနောက်ပြီးကိုရမယ့်ပနတီတွေမျက်ွယ်ပြူတာရောနောက်ပြီးတော့ Gabriel ကိုအနီးကနေထုတ်ပယ်တာတွေရောမျိုးစုံလုတ်ခဲ့မှုတဲ့ ပေါတီယာဒီယာကတော့ဘူယာကန်နေကဒီညွန်ကြပါပါတခိုက်ကြရင်ကိုဘက်ကပြတ်သားတဲ့ရလက်တစ်ခုပုံဖော်ထားနိုင်မှုလိုတယ်ဒီလိုဒိုင်နီရဲ့လက်အောက်မှာဆိုရင်တော့ချန်ပီယံလိမာလောက်တိတ်ပြီးဆေးလွတ်လွတ်ဆုတ်လို့ရမှာမဟုတ်ဘူးပေါ့လေပေးသက်9000ကျော်ဆန်အိုထရဖို့ကွင်းကြီးမှာတွားရောက်ပြီးတော့ရင်ဆိုင်မှာဖြစ်ပြီးတော့ဒီနေရာမှာတခုပြောချင်တာကအာဆင်နယ်ထက်ဆိုင်မန်စတာစတိုင်နဲ့ကပိုပြီးပွဲပန်းနိုင်ချေများတယ်ဘာလို့ဆိုအာဆင်နယ်ကအခုချန်ပီယံလိ PSV နဲ့ကန်ပြီးနောက်ပိုင်းပွဲစဉ်မှာအနားရသွားပြီဒီဂျိုင်းရက်မှာလုံးဝအနားရသွားပြီ ဒါပေမဲ့9ရက်နေကြလို့ရှိရင် Real Sociedad တို့ရဲ့ကွင်းမှာ Manchester United ကအဝေးကွင်းသွားပြီးကန်ရမယ်။အဲ့ရနေကန်ပြီးပြန်လာတဲ့ခါကျရင်ဒီနှစ်ရက်အတောအတွင်း48နာရီ မပြေလောက်တဲ့အနာကျင်အတော်အတွင်းမှာအာဆင်နယ်နဲ့သူတို့ပြန်ဆောင်ရမှာအဲ့ဒါ၉ရက်နေမှာပြန်တွေ့ရမှာအဲ့အတွက်အာဆင်နယ်ကနာကျင်လုံလောက်စွာရထားပြီးတော့ယူနိုက်တက်ကတော့စပိန်ပြည်မှာသွားကံပြီးပြန်လာတဲ့ခါကျရင်တော့အာဆင်နယ်ရဲ့ရင်ဆိုင်တွေ့ပါဖြစ်တဲ့အတွက်အာဆင်နယ်ရောအာသာကျက်တကူကတော့စတာမီနာအပြည့်နဲ့ယူနိုက်တက်ကိုကိုင်ကိုသွားနိုင်မဲ့အနေအထားတစ်ခုတော့ရှိရပါလိမ့်။ဒါပေမဲ့ကွင်းလက်တိုင်းအန်တိုနီတီလာဘူယာကန်တဲ့ကပေါ်တီယာနီတို့ကိုရှော့မတွက်ဖို့တော့လိုအပ်တယ်။ပြတ်သားတဲ့ရလက်တကူပုံဖော်မထားနိုင်ခဲ့ရင်ဒိုင်နေစီကဘာမှမျှော်လင့်လို့ရမှာမဟုတ်ပါဘူး။ ဒီစီစဉ်လေးကိုဒီကောက်ဝင်ကြီးပေါင်းပြီးတဲ့ရှိုးပေါ်လုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆုံးမစတော့ဘိုင်ဘာဖုန်းနံပါတ်ညို6ခွန်း7ခွန်း6635တူညို့ဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရိုက်နိုင်ပြလို့ငွေပို့မချရှိမှပေါ်လုံးပွဲတွေကိုလောက်မှာပေါ်လုံးပွဲတွေမလောင်းတော့ဆိုရင် YouTube မှာကိုထုတ်ပေါ်ပေါ်ရှုရရှာပြီးကျွန်တော်အားပြလို့ရပါတယ်အားပြခွချကို sport အင်တာနက်ငါတို့လုံးမိတူကိုလည်းကစားလို့ရနေပါပြီအဆုံးသတင်းတစ်ပုဒ်ကတော့ Champion League ရှုံးထွက်အဆင့်မှာအသက်ငယ်ဆုံးဂိုးသွင်းထားကြတဲ့ player 9ယောက်ဒီ9ရောက်မှာနံပါတ်9နဲ့မှာရှိတဲ့ player ကတော့ Kylie Mbappe 16နှစ်နဲ့63ရက်မှာ Champion League ရှုံးထွက်အဆင့်မှာဂိုးသွင်းထားနိုင်ခဲ့တယ် နံပါတ်၄နေရာမှာတော့မူစီယလာက16နှစ်363ရက်နံပါတ်3နေရာမှာတော့အာဆင်နယ်ရဲ့အကယ်ဒမီထုတ်ကိုအီတန်ဝန်နရီက16နှစ်348ရက်နံပါတ်2နေရာမှာတော့ဘယ်လင်ဂန်က16နှစ်289ရက်နံပါတ်1နေရာမှာတော့ဘာစီလိုနာကဘိုဂျန်က16နှစ်218ရက်နဲ့စံချိန်ချိုးထားတယ်။အာဆင်နယ်တို့ရဲ့အကယ်မီထွက်အီတန်ဝန်ရဲ့ဒီနေရာမှာအဆင့်3ချိတ်ထားတယ်ဗောလေ။အဲဆိုဒီစီးရင်းရဆိုလို့ရှိရင်တော့ ဝန်နရီယာအာဆင်နယ်အသင်းအတွက်ဆိုရင်ချန်ပီယံလိရှုံးထွက်စစ်မှာကိုးသွင်းနိုင်တဲ့အသက်ငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါပြီဒီနေ့မှာတခုဖော်ပြပေးချင်တာကမနေ့ကဝန်နရီရဲ့သွင်းကိုဖန်တီးခဲ့တဲ့လူးဝစ်စကယ်လီဒီနောက်ဆုံးလောကအင်္ဂလန်သားတွေဖြစ်တာဖြစ်တဲ့အတွက် UEFA ချန်ပီယံလိတမန်ကြောင်းတစ်လျှောက်မှာအင်္ဂလိပ်လူမျိုးစဲကျော်တဲ့နှစ်ဦးပူးပေါင်းပြီးတော့ဂိုးတစ်ခုကို ဒါတယောက်ကဖန်တီတယောက်ကသွင်းတဲ့အပိုင်းမှာဆိုရင်တော့ဒါကပထမဆုံးအကြိမ်ပဲဆိုပြီးတော့ဆန်ကြီး record တစ်ခုရှိခဲ့တယ်။အရင်တော့အဲ့လိုအင်္ဂလိပ်ကစားသမား၂ယောက်စေကျော်တက်အဲ့လိုသွင်းခဲ့တာမျိုးမရှိခဲ့ဘူးဆိုပြီးတော့ဒါတမိုင်းမှတ်တမ်းတွေကဖော်ပြထားပါလေ။ဒါတော့ AFTV ရဲ့အချက်ကိုကျွန်တော်ကိုးကားပြီးတော့ဖော်ပြပေးတာပါ။အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်။ Louis Carey က နည်းနည်းလေးတော့ဒီဖြတ်ထုတ်တဲ့အပိုင်းတွေမှာရေးချက်ဖို့လိုအပ်သေးရဲ့ဆိုမဲ့ဝန်နယ်ရီကတော့အများကြီးတိုးတက်လာတဲ့ကစားဟန်ကိုပြတ်တနေတယ်ဒီကလန်ရိုက်ကတော့မှစကားပြန်လာခဲ့မယ်ဆိုရင်တော့မှဝန်နယ်ရီကနေရာပြတ်ဖို့မရှိဘူးဆိုပြီးတော့မီဒီယာတွေကိုဖြေကြားထားပါတယ်